အနာသိန်းစစ်ကောင်ဆောင်ကသူ့လုံခြုံရေးကိုအာမခံချက်မပေးနိုင်ဘူးထင်ကောက်ဝေးဦးစီးချုပ်နေရာကိုရောလက်ရှိတိမ့်ပိုက်ထားတဲ့အာနာအလုံးကိုဆွန့်လွတ်မှာမဟုတ်ဘူးလို့စီးရင်နိုင်ငံရေးအကဲခတ်တွေကသုံးသပ်ကြပါတယ်ဒီသတင်းကိုအောင်သူပေးပို့ထားပါတယ်ရှင်အနာသိန်းစစ်ကောင်စီကလုံမဲ့ရွက်ောက်ပွဲပြီးသွားတဲ့အခါမှာဗဒမူကြီးမယောင်လိုက်ဟာကောက်ဝေးဦးစီးချုပ်နေရာမှာဆက်ရှိမှာလားဒါမှမဟုတ်ရွက်ောက်ပွဲအနိုင်ရပါတီနဲ့ပေါင်းပြီးသမရယာရုနေရာကိုရယူမလားဆိုတဲ့အပေါ် နိုင်ငံရေးအတိုင်းဝိုင်းကြားမှာတုံ့တက်မှုအမျိုးမျိုးရှိနေပါတယ်။စစ်ရာဇဝတ်မှုတွေနဲ့နိုင်ငံတကာမှာတရားစွဲဆိုခံထားရပြီးဖန်ဝန်းနဲ့ထုတ်ခံထားရတဲ့အနာသိစစ်ကောင်းဆောင်ဟာသူနဲ့သူ့မိသားစုရဲ့လုံခြုံမှုကိုအမခံချက်မပေးနိုင်ဘူးလို့ယူဆရင်ဘလို့အပြောင်းလဲကူမှလှုပ်ဆောင်မှာမဟုတ်ပဲနိုင်ငံတော်အာဏာအလုံးကိုဆက်ပြီးချုပ်ကင်ထားအောင်မှဖြစ်တယ်လို့တုံ့တက်သူတွေလည်းရှိပါတယ်။သူ့လုံခြုံရေးနဲ့သူ့ရှိရေးအတွက်စိတ်ချရတယ်ဆိုရင်တော့သူတမျိုးပြောလို့ရှိသေးမှာပေါ့။ သူ့ကိုအပြစ်ပေးမယ်ဟိုဟာလုပ်မယ်သူရဲ့ရုံချိုးရေးမရှိဘူးဆိုရင်တော့ကြာမနာအာနာအလုံးကိုသူဆက်ကင်အဲအဲ့ဒါတော့သိကြပါတယ်သူသူတို့ကနောက်ကျောင်းလုံးတယ်ဆိုရင်တော့သူအချို့ဖြေလျှော်မှုလုပ်မှာကျွန်တော်လည်းသူ့ကိုတက်ပါတယ်အာနာအလုံးဆက်ကင်ရင်တော့ရွေးကောက်ပွဲကိုဟိုဖြတ်မဲ့လူကိုပဲသူကအားပေးရမှာရွေးကောက်ပွဲကိုဖြတ်မဲ့လူရှိရင်သူကဖြတ်လို့မလုပ်တော့ဘူးဆိုရင်ဆက်ကင်မှာဒါကြောင့်ရွေးကောက်ပွဲကိုဖြတ်မဲ့လူကသူ့အာနာဆက်ကင်မှုအတွက် in the right level ya support ပေးသလိုဖြစ်နေတယ်အဲ့ဒါကြောင့်တချို့ you got well ဖြစ်မယ်လို့ order ဖွဲ့စည်းရလဲပြတိထားပြင်အနာသိစကောင်းဆောင်ပူဇုံမှုကြီးမရောက်နိုင်က အရင်ကတည်းကတမရအိမ်မက်ရှိသူဖြစ်တာကြောင့်ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်တဲ့ NLD ပါတီကိုအာဏာမပေးဘဲနိုင်ငံတော်အာဏာကိုသိမ်းယူခဲ့တာလို့နိုင်ငံရေးတိုင်ဝန်ကယူဆထားတာကြောင့်ဒီနှစ်အကုန်မှာလုံးမဲ့ရွေးကောက်ပွဲဟာသူ့ရဲ့တမရဖြစ်ရေးအိမ်မက်ကိုအကောင့်ထဲပို့ဖို့ဖြစ်တယ်လို့သုံးသက်သူတွေလည်းရှိပါတယ် ာနာသိန်းစစ်ကောင်းဆောင်ဟာတမရရာထူးကိုရယူပြီးအယသာဆွေရအသွင်ပုံစံမျိုးနဲ့နိုင်ငံတော်အာဏာကိုဆက်လက်ထိန်းချုပ်ဖို့ကြိုးစားရင်၂008ဖွဲ့စည်းပုံအခြေခံဥပဒေအရအရေးကြီးတဲ့နေရာမှာရှိနေတဲ့ကာကွယ်ဦးစီးချုပ်နေရာကလည်းတခြားစစ်ကောင်းဆောင်တယောက်စီကိုလွှဲပြောင်းပေးရမှာဖြစ်ပါတယ်။ပထမအကြိမ်လွှတ်တော်တက်တန်းမှာလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ဘူးတို့အာဏာသိမ်းစစ်တပ်နယ်ရောတိုင်းဒေသတော်လှန်ရေးအဖွဲ့တွေနဲ့ပါနီးစပ်တဲ့အမည်မဖော်လိုတဲ့ဝါရဲနိုင်ငံရေးသမားတအူးကတော့ ဒီလိုအရေးကြီးတဲ့နေရာမှာရှိနေတဲ့ကာကွယ်ဦးစီးချုပ်နေရာကိုသူ့ရဲ့လုံခြုံရေးကိုအာမခံပေးနိုင်တဲ့ယုံကြည်စိတ်ချရတဲ့စစ်ဘုံချုပ်တွေကိုသာလွှဲပြောင်းပေးမှာဖြစ်တယ်လို့ပြောပါတယ်။ဒါကြောင့်ပဲစစ်တပ်ထဲမှာအာဏာသိမ်းစစ်ကောင်းဆောင်ကသူ့နဲ့ပါဝါရှင်နိုင်တဲ့သူတွေကိုအနာပေးပြီးသူ့ချုပ်ကင်နိုင်တဲ့ငယ်ရွယ်တဲ့စစ်ဘုံချုပ်တွေကိုသူ့အနာကိုခေါ်ထားပြီးအနာကတ်တမတော်ကာကွယ်ဦးစီးချုပ်နေရာရွေးချယ်မှုကိုတိတ်တဆိတ်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။အဲ့ဒီအချက်ကို ငញ្ញရေးဆွေးနွေးမှုတွေမှာပါဝင်ဆောင်ရွက်နေတဲ့သူတယောက်ကထောက်ခံပြီးဗိုလ်ချုပ်မှူးကြီးမေအောင်လှိုင်ကသူစိတ်ချရတဲ့သူမဟုတ်ပဲကာကွယ်ဦးစီးချုပ်နေရာကိုပေးမှာမဟုတ်ဘူးလို့ထောက်ပြတယ်လို့စစ်ကောင်းဆောင်ရဲ့သမရဖြစ်ရေးအိမ်မက်ကလည်းစိန်ခေါ်မှုတွေရှိနေတယ်လို့ဆိုပါတယ်သမရကိုလွတ်တော်ကရွေးမှာအဲ့တော့ရွေးကောက်ခံကိုယ်စားလှယ်တွေကသူ့ကိုရွေးချယ်ပါမလားရွေးခဲ့ရင်သမရဖြစ်မယ်ဒါမှမဟုတ်အဲ့လိုမျိုးပဲနဲ့ရွေးကောက်ခံကိုယ်စားလှယ်တွေကြားထဲမှာလည်းသူ့အပြင်တရားရောက်ကိုရွေးဖို့ရှိနေရဆိုရင်သူ့အတွက်စိန်ခေါ်မှုရှိရဲ့ တခြားတယောက်ဆိုတော့ကယူကပွဲဖြစ်ရင်အများဆုံးနိုင်မယ်လို့ခန့်မှန်းထားတာကတော့ပြည်ခံပြိုးပါတီပေါ့ပါတီဥဆောင်သူတွေကလည်းသမရဖြစ်ခြင်းနဲ့ဆန္ဒရှိရဆိုရင်ပါတီကိုယ်စားလှယ်တွေကဘယ်သူကိုယူမလဲဆိုတာစောင့်ကြည့်ရမယ်အဲ့ဒီအပြင်အာနာသိစ်ကောင်းဆောင်ဟာစီးရေးနိုင်ငံရေးနဲ့နိုင်ငံတကာရဲ့ဖိအားတွေကိုရှော့ချဖို့အတွက်ယူကောက်ပွဲကိုမဖြစ်မနေကျင်းပဖို့လိုနေပေမဲ့အဲ့ဒီယူကောက်ပွဲကြောင့်ပဲသူ့ရဲ့လုံခြုံမှုနဲ့အာနာဆက်လက်ထိန်းချုပ်နိုင်ရေးအပေါ်မှာ စိန်ခေါ်ချက်တွေရှိနေတယ်လို့သုံးသပ်မှုတွေလည်းရှိပါတယ်။အာနာသိန်းစစ်တပ်ကဒီနှစ်ကုန်မှာရွက်ောက်ပွဲကျင်းပမယ်လို့ပြောဆိုထားတာကြောင့်စစ်ကောင်းဆောင်ဟာဇူလိုင်လမှာကုန်ဆုံးမဲ့အာနာသိန်းတပ်တန်း6လကိုထပ်မံရယူမှာမဟုတ်ဘဲကာလုံကိုအာနာပြန်အပ်ပြီးအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်429အရာ6လအတွင်းမှာရွက်ောက်ပွဲကိုကျင်းပပေးရမှာဖြစ်ပါတယ်။ကျွန်တော်အောင်သူပါခင်ဗျာ။